ကဲမင်္ဂလာပါမျိုးတို့ကြီးကျွန်တော်လည်းတနိုင်မကောင်းတဲ့အတွက်ပေါ့နော်ဟိုဘက်ကဆိုရင်ကျွန်တော်နှစ်ရက်တိတိနားနားနားလိုက်မိနားလိုက်ရတယ်ပေါ့နော်ကဲအခုတော့ဒီတစ်ပတ်တော့ကျွန်တော်လည်းကောင်းတယ်ဆိုကျွန်တော်ထားပြီးလုတ်ပေးတာပဲပေါ့နော်ကျွန်တော်ဟိုပြီးခဲ့တဲ့ဘက်ကတော့ Viper မှာကျွန်တော်နေမကောင်းတဲ့ကြားတဲ့ Viper ကလူသမားလေးတွေတော့ကျွန်တော်ကဟိုပေးကပြစ်ခဲ့တယ်ပေါ့နော်ပေးပြစ်ခဲ့တဲ့နေရာမှာ content တစ်ခုပဲကျွန်တော်အောင်တယ်ပေါ့နော်ကျန်တာကတော့ဟိုထိတ်တွေကတော့အောင်တယ်ဗျအနေတိုင်းအောင်တယ်နော် content တစ်လုံးတော့အောင်ခဲ့တယ်ဒါ Viper group မှာယူရလူတွေသိပါတယ်နော် အဲအဲ့တော့ကျွန်တော်ဒီတစ်ပတ်ဟာလေးကိုကျွန်တော်တွက်လိုက်မယ်ဗျာကြားတယ်နော်ကျွန်တော်လည်းတိတ်တော့အကောင်းကြီးတော့မဟုတ်ဘူးဒါပေမဲ့လည်းစောင့်နေတဲ့လူတွေဟိုအဆင်ပြေအောင်ပေါ့နော်မစောင့်တဲ့ဟိုလူတွေတွေတော့မသိဘူးပေါ့ဒါပေမဲ့တချို့ကတော့ဟိုဖုန်းဆက်ပြီးတယောက်လာပြောပါတယ်ဆရာရဲ့လည်းဆရာမတွက်တဲ့ဟိုမတက်တဲ့ရက်ဒီမှာလည်းကျွန်တော်တို့ကတော့20တွေကိုပြန်ကြည့်ပြီးတော့ပြန်ကစားရတာပေါ့တဲ့အောင်ပါတယ်အဲအဲ့လိုလာပြောတယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်20လေးပဲစမယ်20လေးပဲစမယ်ဆိုဘယ်ကစမလဲဆိုတော့2153ကစမယ်ဗျ2153 2 2 53အဲ့တော့2653ဒါ5ပါဗျနော်53 2153ပြီးသွားခါကျတော့26 3ရခွင်3ရခွင်5216 5216ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်ပါမယ်နည်းနည်းလေးကျွန်တော်တို့ပတ်ဝန်းကျင်မှာဆူညံမှုလေးဖြစ်နေဗျာเนาะအတန်ဝင်နေရင်လည်းအဲ့ဒီမှာအတန်ဒီပါသွားခဲ့လည်းနားလည်းခွင့်လို့ပြေးပါဗျာเนาะအဲ့တော့ကျွန်တော်တို့ဒီမှာတွက်မယ်ဆိုရင်ဒီခွန်ရဲတဲ့ ဒီတက်ကပေါ့8ပါတဲ့เนาะ8 8ရဲ့နှက်ခက်က1တည့်ရဲ့ပါဝါ6 8 6ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲကြည့်လိုက်ရအောင်16တ6တဲ့ဟော16မှာတကော6ကော TV အခွေအနေနဲ့ထွက်သွားပါတယ်84 84တဲ့84မှာတော့ကျွန်တော်7တလုံး TV ညာဝမ်းမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတော့အဲ့တော့ဒီမှာညာဝမ်းမနဲ့ကောအောင်ခဲ့ပါတယ်ဗျ ရက်ွက်ထဲရတော့ထုံးစံတိုင်းပဲအိုက်တဲ့အိမ်မဆူဘူးညာအဲ့တော့ရှစ်ခွန်ငါးနှစ်ရှစ်ခွန်ငါးနှစ်တင်ငါ33 3933 3926 3926ဆိုပြီးကျွန်တော်မျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုတွက်ပါမယ်အဲ့ဒါလေးကိုတွက်မယ်ဆိုတဲ့အခါကျတော့ဒီ3ရဲ့တဲ့ဒီနှစ်ကပေါင်းတော့9ပါတဲ့9ရဲ့နှစ်ခက်က3 3ရဲ့ပါဝါက8 938ဆိုတော့ကီး3လုံးဒီပြန်มาထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲကြည့်လိုက်ရအောင် ုံညာနှစ်တည်းမအောင်ပါဘူးဗျ။ရှစ်တုံညာရှစ်တုံညာရတယ်ရှစ်တုံညာမှာတော့ရှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့။ကဲနောက်တစ်ပြန်တော့တပ်ပါမယ်ရှစ်၅၉၅ရှစ်၅၉၅၆၅၉၈၆၅၈၉၆၅၁၉၆၅၁၉ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်တာပါတယ်။အဲ့ဒါလေးကို ကျွန်တော်တွက်ပါမယ်အဲ့ဒါလေးကိုတွက်မယ်ဆိုတဲ့အခါကျတော့ဘယ်လိုတွက်မလဲဆိုရင်ဒီ၈ကဲတဲ့ဒီ၁ကဲပေါင်း၉ပါတဲ့၉ရဲ့နှက်ခတ်က၆၆ရဲ့ပါဝါ၁၉၆၁ဆိုတဲ့ကီး၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့၈၈တဲ့မအောင်ပါဘူးဗျာ၂တိတဲ့၂တိမှာတော့ကျွန်တော်တစ်တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့အဲ့တော့နှစ်တက်မှာကျွန်တော်တစ်တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်။ကဲနောက်တစ်ပြင်ကိုတွက်ပါမယ်။ခွန်ခွန်လေးပါ။ခွန်ခွန် လေးငါလေးသုံးသုံးညာခွန်နေငါတစ်သုံးနေငါတစ်သုံးဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုရင်ခါကြတော့ဒီခွန်ရဲတဲ့ဒီတစ်ကဲပေါင်းရှစ်ရှစ်ရဲ့နှစ်ခက်ကတစ်တစ်ရဲ့ပါဝါ6 8 6ဆိုတော့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲကြည့်လိုက်ရအောင်3 1 3 1မှာကျွန်တော်တစ်တလုံးထိပ်ပြီးအောင်ခဲ့ပါတယ် 6ရှစ်6ရှစ်တယ်6ရှစ်မှာတော့6ကော8ကောထိပြီးကျွန်တော်တို့အခွေအနေနဲ့အောင်ခဲ့ပါတယ်ဗျ Okay နောက်တစ်ပြန်တပမယ်63945ခွန်3 66 68ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲလိုတွေ့မဲ့ဆိုရင်ဒီ3ရဲ့ဒီခွန်ရဲ့ပေါင်း ခွန်ခွန်ရဲ့နှစ်ခက်က3ည3ညပါဝါ5ခွန်3ည5ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့ခါကျတော့3ည4တဲ့3ည4မှာ3ည3လုံးထိပြီးအောင်ခဲ့ပါတယ်3ခွန်နဲ့3ခွန်မှာလည်းခွန်3လုံးထိပြီးညောင်းမနဲ့ကောထပ်အောင်ခဲ့ပြန်ပါလေဗျကဲကျွန်တော်နောက်တစ်ပြင်ကိုဆက်ပြီးတော့တွက်ပါမယ်အဲဒီတော့ကျွန်တော်တို့ဗာလဲဆိုတော့6 2 6 9 6 9 5 9 ငါးငါးတကူတကူနေကို၄၃ညဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲ့ဒါလေးကိုတွက်ပါမယ်အဲ့ဒါလေးကိုတွက်မယ်ဆိုတဲ့အခါကျတော့၉ရဲ့၄ရဲ့ပေါင်း၃၃ရဲ့နှစ်ခက်က၅၅ရဲ့ပါဝါ၃ည၃၅၃ညဆိုတော့ဒီသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဗာထွက်သွားလဲဆိုတဲ့အခါကျတော့၃ည၅တဲ့၃ည၅မှာ၃ည၅ကိုထိပြီးအခွေအနေနဲ့အောင်ခဲ့ပါတယ်၄ခွန်းနဲ့၄ခွန်းမှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ ကဲနောက်တစ်ပြင်တော့တွက်ပါမယ်ရှင်း2 6 5 8 2 5 5 4 5 5 6 2 3 5 6 2ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲလိုတွက်မယ်ဆိုရင်9ရဲ့8ကပေါင်း3တော့ရက်ခက်က9 9ရဲ့ပါဝါ3ည3 9 3ညဆိုတော့ကီး3လုံးပဲဒီပြင်မှာထပ်ရပါတယ်အဲ့တော့ကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့1 3 နှစ်သုံးနဲ့နှစ်သုံးမှာကျွန်တော်သုံးတလုံး TV အောင်ခဲ့ပါတယ်ရှစ်သုံးနဲ့ရှစ်သုံးမှာလည်းသုံးမဲ့ထပ် TV ညာရောမနေ့ကောအောင်ခဲ့ပါတယ်မျိုးလို့အဲအဲ့တော့ကျွန်တော်နောက်တပင်ကိုတွက်ပါမယ်ကိုလေးကိုလေးကိုလေးခေါ96နှစ်ခေါ96နှစ်တစ်တုံညာတစ်တုံညာဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီနှစ်ကဲဒီတစ်ကဲပေါ့ တော့ရဲ့နှစ်ခက်ကငါငါရဲ့ပါဝါ3ည3ငါ3ညလို့ပဲထက်ရပါတယ်တဲ့ကဲဒီပြင်ပါလေကဲအဲ့ဒီတော့ကျွန်တော်ဘာထွက်သွားလဲကြည့်လိုက်ရအောင်အဲ့မှာဘာထွက်သွားလဲဆိုတဲ့အခါကျတော့ခွန်ငါတဲ့ခွန်ငါမှာငါတလုံးထိပြီးအောင်ခဲ့ပါတယ်ညနေပိုင်းမှာလည်းခွန်ငါလို့ပဲထက်ထည့်ရဲ့အတွက်ငါတလုံးထက်တည်ပြီးညောင်းမနဲ့ကောအောင်တယ်လို့ပဲဆိုရမှာဖြစ်ပါရဲ့ဗျနော်ကဲနောက်တစ်ပြင်တော့တွက်ပါမယ်ကိုကိုနှစ်3ည9 9နှစ်3ည9 9 6ခွန်လေး56ဝင်တိအဲ့တော့ခွန်တိ1နှစ်ဆိုပြီးတော့ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့တွက်ပါမယ်အဲ့ဒါလေးကိုတွက်မယ်ဆိုတဲ့အခါကျတော့ဒီ6ရက်ဒီ1ရက်ပေါ့ခွန်မှာတဲ့ခွန်ရဲ့နှစ်ခါက3ည3ညပါပါ5ခွန်3ည5ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်တို့ဒီခွန်3ည5လေးကိုကျွန်တော်ကီးထိတ်ကလေးတွေနဲ့စဉ်းစားလိုက်ရအောင်ဗျနော်ကီးထိတ် ကျွန်တော်တို့တနင်္လာနေ့အတွက်မနေ့ကတနင်္လာနေ့အတွက်ကီးထိတ်တဲ့နော်ကီးထိတ်ကတော့ကျွန်တော်တို့ဗာရရတဲ့ဆိုရင်ကီးထိတ်ကနေ့၄ကိုပါတဲ့နှစ်လေးကိုကီယိုယိုကကျွန်တော်တို့ဗာရရတယ်ဆိုရင်ကီယိုယိုကကီယိုယိုကခုနကခွန်305နော်ခွန်305အဲအဲ့တော့ကျွန်တော်တို့ ဒီကိနကိကိုပဲပေါင်းဆက်ပြီးကစားမလားကျွန်တော်တို့စဉ်းစားမှာပေါ့နော်ဒီကိနကိကိုပဲပေါင်းဆက်ပြီးကစားမလားအဲ့တော့ကျွန်တော်ဒီကိနကိကိုပဲပေါင်းဆက်ပြီးကစားမလားဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီဖြင့်နီးနဲ့ကစားမလားဆိုတော့ကျွန်တော်ပြင်ရှင်းပြမယ်နော်အဲ့မှာကျွန်တော်တို့ master key master key ကဘာရတဲ့ဆိုရင် master key က6 8 3 5ဆိုတဲ့ master key တကီးနဲ့နောက်တကီးကကျွန်တော်တို့ခွန်2 3ည ငားဆိုတဲ့ကီကီကျွန်တော်တို့ရပါတယ်တဲ့အဲ့မှာကျွန်တော်ကြည့်မယ်ဆိုရင်တော့ငားဘိုင်လို့တော့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကလည်းအဲ့လိုပဲနော်ငားတစ်လုံးမှာငားငားဘိုင်နဲ့ဆွဲသွားတယ်နော်အဲ့တော့ကျွန်တော်ဒီမှာလက်တော့တော့ကျွန်တော်ထုံးစံနိုင်မယ့်အပေါ်နဲ့အောက်နဲ့ပဲကတ်လိုက်မယ်နော်အဲ့မှာကတ်မယ်ဆိုရင်နှစ်ခွန်နှစ်တုံညနှစ်ငားလေးခွန်လေးတုံညလေးငားကိုခွန်ကိုတုံညကိုတုံည ကိုငါဆိုပြီးဒီလိုမျိုးကျွန်တော်ရှိတယ်အဲ့မှာကျွန်တော်တို့ကကီးအစုံထိတာကိုကျွန်တော်တို့စဉ်းစားမယ်ပေါ့နော်ကီးအစုံထိတာကိုစဉ်းစားမယ်ဆိုရင်ကျွန်တော်တို့2ခွန်ဒီ out outline မထီတယ်အပေါ် outline မထီဘူး20စီလဲ outline မထီတယ်2 5 2လို့ယူမယ်ဆိုရင်တော့ဒီလိုမျိုးကျွန်တော်တို့ကစားလို့ရတယ်2 5ဟုတ်ပြီနောက်တစ်ခါ4ခွန်4ခွန်ကလည်း outline မထီတယ်နောက်40လဲ outline မထီတယ်5 okay ဒီမှာ5နှလုံးရှိနေတဲ့အတွက်5 အဲ့ဒါကကိုခွန်ကိုခွန်ကြရတယ်တလိုက်မဲ့ထီရယ်90ကြရလဲတလိုက်မဲ့ထီတယ်ကိုငါဒီမှာကိုကငါးနှလုံးစင်နေတဲ့အတွက်ကိုငါလည်းယူလို့ရတယ်လို့ကျွန်တော်ဒီလိုမျိုးသတ်မှတ်မှာပဲဖြစ်ပါတယ်။နော်အဲ့တော့အဲ့တော့လက်တော်မှာတော့ကျွန်တော်တို့ဒီမှာ25ရယ်65ရယ်65ရယ်ဆိုပြီးတော့ကျွန်တော်တို့ရပါတယ်တဲ့နော်65ဆိုပြီးရပါတယ်တဲ့အဲ့တော့ကျွန်တော်ပြီးခဲ့ဘက်ကဟာကိုပြန်ကြည့်မယ်ပြီးခဲ့ဘက်ကဟာကိုပြန်ကြည့်မယ်ဆိုတဲ့အခါကျတော့ဒီမှာ20 20လို့နော်ဒီကထွက်ထားတယ်အဲ့တော့20လို့ထွက်ထားရင်နှစ်ခွန်ပရိတ် နှစ်ခွန်ပရိတ်ဒီနှစ်ခွန်ပရိတ်လို့လာလာခဲ့ရင်တဲ့ကျွန်တော်တို့ဘာပရိတ်စင်းတယ်လဲဆိုတာကျွန်တော်ပြောမယ်နှစ်ခွန်ပရိတ်လို့လာပြီးတော့ရင်နဲ့နှစ်ခွန်6ဆိုတဲ့ပရိတ်ဟာတဲ့3ရက်အတွင်းစင်းရပါမယ်တဲ့ကောင်းပြီဒီမှာကျွန်တော်တို့ကပိတ်ရက်တာမခံခဲ့ရင်တော့ဒါတောက်ကြနေမှာကျွန်တော်စင်းရမှာပေါ့နော်ဒါပိတ်ရက်ခံစားတဲ့တူက2ရက်ပဲရှိသေးတယ်အခွန်ခွန်6ရဲ96ရဲ91ရဲ့ တနှစ်ကဲဆိုတဲ့အခါကျတစ် break တစ် break ရှစ် break သုံး break ဆိုတဲ့အခါကျတော့ဒီခုနနှစ်ခွန်လေးကိုဆိုတဲ့ break ကကျွန်တော်မစင်သေးဘူးအဲ့တော့သုံးရမြောက်ဆင်းရမယ်ဆိုရင်ဒီတနင်္လာနေ့မှာနှစ်ခွန်လေးကိုဆိုတဲ့ break ကဆင်းရမှာဖြစ်တဲ့အတွက်ခုနသုံးွက်ကြည့်လဲနှစ်ခွန်လေးကိုနဲ့လုံးဝတက်ရိုက်တွားပြီးတက်ဆိုင်နေပါတယ်နှစ်9ရယ်၄9ရယ်9ရယ်နော်ဒီသုံးွက်ကကျွန်တော်တို့နှစ်ခွန်လေးကိုနဲ့လဲတွားပြီးကိုင်းညီနေတယ်ဒီ တန်းနေနဲ့လည်းအကုန်ကိုက်ညီနေတယ်။ကောင်းပြီအဲ့မှာကျွန်တော်တို့ကနည်းနည်းလေးချွင်းချက်အနေနဲ့ပြောကြရရှိတာအဲ့ဒါတလုံးတစ်ခုကဘာရှိသလဲဆိုတဲ့အခါကျတော့တဲ့အလဲနှလုံးပူးရင်တဲ့ဟောလာပြီဒါကျွန်တော်မူဒီကတ်တွေဒီမှာပေးထားတာအလဲနှလုံးပူးရင်ဒီမှာတစ်ဒီမှာတစ်အလဲနှလုံးပူးပြီအလဲနှလုံးပူးပြီဆိုရင်တဲ့တစ်ချောက်တပြားဟာတဲ့နှစ်ရက်အတွင်းမှာဆင်းရမယ်တဲ့တစ်ချောက်တပြားဒါကနော်တစ်ချောက်တပြား နှစ်ရက် အတွင်းမှာဆင်းရမယ်တဲ့နော်တစ်ချောက်တပြားနှစ်ရက်အတွင်းမှာဆင်းရမယ်ဟုတ်ပြီအဲ့ဒီလိုပဲတဲ့ကျွန်တော်တို့အဲ့ဒီလိုခုနအတိုင်းပဲအလဲပူးခဲ့ရင်တဲ့အလဲပူးခဲ့ရင်တဲ့ကျွန်တော်ဗာပရိတ်လဲဆိုတော့3 6 4ဆိုတဲ့ပရိတ်ကလည်း3ရက်အတွင်းဆင်းရမယ်တဲ့ကောင်းပြီအဲ့တော့ကျွန်တော်တို့ဒီမှာပြန်ကြည့်ရင်ဒီတစ်ချောက်နဲ့လည်းမကိုက်ညီဘူး3 6 4နဲ့လည်းမကိုက်ညီဘူးအဲ့တော့ကျွန်တော်တို့ကဒီနေရာမှာ3 6 4နဲ့လည်းကိုက်ညီတာကိုကျွန်တော်တို့ထိတ်မှကြည့်မယ်ထိတ်မှရှိမယ်ကြည့်မယ်ဆိုရင်တစ်ချောင်းနဲ့ပတ်သက်လို့3 6 4ဆို1 1ဆိုတာကိုက်တယ် ဟုတ်တယ်နော်ထိတ်နေဆိုရင်နှစ်တစ်ဆိုတာကြိုက်တယ်ဒီ data တိုင်းထိတ်နေဒီတစ်ချောင်းနဲ့ထိမယ်ဆိုရင်နှစ်တစ်ဆိုတာကြိုက်တယ်တကယ်လို့ဥပမာဒီထိတ်နေမထိပဲနဲ့ကျွန်တော်တို့ကဒီကီးနဲ့ညှိယူခဲ့မယ်ဆိုရင်ခွန်တစ်ရှစ်ပရိတ်ဟုတ်တယ်နော်ခွန်တစ်ရှစ်ပရိတ်နောက်တစ်ခါတုံညာတစ်တစ်ပရိတ်ဟုတ်တယ်နော်နောက်တစ်ခါကျွန်တော်တို့ဒါတင်းနဲ့ပတ်သက်တာကိုကျွန်တော်ပြောနေရနော်အဲအဲ့တော့အဲ့ဒါဒါပဲနောက်တစ်ခါကျတော့6နဲ့ပတ်သက်တာကျခွန်6က3ပရိတ် 963ပြိနောက်တကဟို36ကြာလာမရဘူး96တပြိဟာလားအဲဒါဒီလဲဆိုရင်16နဲ့ဆိုရင်ဒီဒီဒီ16ကိုကြိုက်ခဲ့တယ်ဆိုရင်ဒီ9ခွက်ကိုထိုးရမယ်ဒီ9ခွက်မှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင်1 1ဒီမှာ1ဒီမှာ1 1 okay ခွန်1ဒီမှာခွန်ဒီမှာ1ခွန်1လဲ okay 31ဒီမှာ31ဒီမှာ1 31ဒီလဲ okay ခွန်6ခွန်6ကြာတလိုင်းနဲ့ထီတယ်မကောင်းဘူးအဲ့တော့96 96ဆိုရင်တော့အပေါ်မှာ9နှလုံးစင်နေရတဲ့အတွက် okay တယ်အဲ့တော့ကျွန်တော်အနေနဲ့ ကစားစရာအကွက်တွေကတော့နည်းနည်းလေးများတယ်လို့ဆိုရမှာပဲအဲ့တော့ကျွန်တော်တို့ပြောချင်တာကဒီဗရိတ်ကိုကျွန်တော်တို့ကအသားယူပြီးကစားမယ်ဆိုရင်ဒီ၃ကွက်ကိုထိုးမယ်ဒီ၁၆အထိနဲ့၃ချစ်တလေးကိုအသားယူပြီးကစားမယ်ဆိုရင်ဒီအောက်က၄ကွက်ကိုကျွန်တော်ထိုးမယ်ဟုတ်တယ်နော်အဲ့ဒါအဲ့ဒါတော့ကျွန်တော်ဟိုစဉ်းစားမိတာကိုကျွန်တော်ပြောချင်းဖြစ်တယ်အမျိုးတို့လည်းအကြိုက်တူမယ်ဆိုရင်တော့ယူပေါ့နော်အကြိုက်မတူဆိုရင်တော့မယူပါနဲ့ဒါပေမဲ့ဒီ၁၆ဒီ၂ရက်အတွင်းမှာကျင်းနေထွက်ရမယ်လို့ကျွန်တော်ရဲ့ formula ဟိုရာသက်ပံကတ်ထဲမှာပါပြီးသားပါတိုးအတူပဲ3814ဆိုတဲ့ break ကလည်း2ရက်3ရက်အတွင်းမှာထွက်ရမယ်ဟိုအလဲအလဲတူရဲ့အတွက်เนาะ3814 break ကလည်း2ရက်3ရက်အတွင်းမှာထွက်ရမယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့တနေ့လာအင်္ဂါထဲမှာပဲထွက်เสียရရှိပါတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီတစ်ချောက်တပြားနဲ့ကစားတဲ့ဟာကလည်းကစားတဲ့နေပေါ့เนาะကျွန်တော်ကတော့ကျွန်တော်အကြိုက်ကိုပြောမှာဒီ3ခွက်ကဒီ4ခွက်ကိုအထူးကစားတဲ့နေဗျာဘာဖြစ်လို့လဲဆိုတော့တစ်ချောက်ဆိုတာကကျွန်တော်တို့တနေ့လာအင်္ဂါမှာတစ်ချောက်တပြားဆိုတာကကျွန်တော်တို့မထွက်ဘဲနဲ့ပြတ်သွားတာနှစ်နှစ်ပတ်တိ သုံးဘက်တီတီရှိသွားပြီပေါ့နော်သုံးဘက်တီတီရှိသွားတဲ့အခါကျတော့ကျွန်တော်အခုတော့ပြန်ပြီးဝင်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမှာလည်းပြနေတယ်။တခြား1 gain 20တခုမှာလည်းပြနေတယ်။အဲ့တော့ပို့ပြီးတော့လှတယ်။နောက်တစ်ခုကျွန်တော်ပေးချင်တာတန်းတန်းတော့ကြတန်းမပေးလို့ကျွန်တော်ပြောအောင်မယ်နော်။တန်းလေးပေးလိုက်မယ်။တန်းလေးကအပေါ်အပေါ်ကပြီးတော့မှကျွန်တော်နည်းနည်းမြှောက်ပြပေးမယ်နော်။အဲ့တော့တန်းတန်းမှာကဘာလဲဆိုတော့အခါကျတော့အပေါ်တန်းက8 1 6 9အောက်တန်းက2 9 395တဲ့ဟောအဲ့ဒီမှာပြန်ကြည့်မယ်ဆိုရင်ဒီမှာကြီး1ဒီမှာ1ဒီမှာ1ခွန်1ဒီမှာခွန်ဒီမှာ1နောက်တစ်ခါကျ3ညာ1ဒီမှာ3ညာဒီမှာ1နောက်ကခွန်6ခွန်6ဒီမှာခွန်ဒီမှာ6ဒါပေမဲ့ခွန်6ကိုတော့ကျွန်တော်ကဒီမှာဟိုမှာမထည့်ရအတွက်တိတ်ပြီးမကြိုက်ဘူးเนาะအဲ့ဒါက56 56ကလည်းဒီလိုပဲဒီမှာ5ဒီမှာ6အာဒီထဲမှာမှာကျွန်တော်တို့ဒီတန်းနဲ့ကိုက်ညီတာဆိုရင်ဥပမာကိုပြောမယ်ဆိုရင်ဒီထဲမှာဆိုရင်ကျွန်တော်ကကိုးငါးကိုတင်ထိုးရမယ်သဘောမျိုးရှိတယ်ဒီမှာကိုးငါးเนาะ ိုးငါ့ကိုတင်ထိုးရမယ်ဒီအပေါ်သုံးခွက်ထဲမှာဆိုရင်ဟာလာအဲ့တော့ဒါကျွန်တော်စဉ်းစားမိသလောက်ကိုကျွန်တော်ပြောချင်းဖြစ်တယ်ကျွန်တော်ကြိုက်တာကိုကျွန်တော်ပြောချင်းဖြစ်တယ်ကျွန်တော်ကြိုက်ပြင်မယ်အမျိုးလိုကြိုက်ချင်မှလည်းကြိုက်ပါလိမ့်မယ်ကြိုက်ချင်လည်းယူပါမကြိုက်ချင်လည်းမယူပါနဲ့မကြိုက်ချင်လည်းကြော်သွားပါနော်အဲကြံဒါမှမဟုတ်လည်းခုနပြောလို့ဟိုဟာကီးထိတ်ကိုကြိုက်ချင်လည်းကီးထိတ်ကိုပဲယူကစားနော်ဟိုဟာယူယိုကီးကိုကြိုက်ရင်လည်းယူယိုကီးကိုပဲယူကစားနေနေလေးနော်ညအောင်နေလေးစောင်းပြတာမယ်နော်အဲ့တော့ဟိုကျွန်တော်တို့မာစတာကီးကိုကြိုက်လဲမာစတာကီးကိုပဲယူကစားဒါမှမဟုတ်လဲဒီ တစ်ချောက်အထိနဲ့ဒီ38တလေးဆိုပြိတ်ကိုပဲထိပြီးကစားမယ်ဆိုလဲ3အဲ့ဒီတိုင်းပဲကစားဒါမှမဟုတ်ဒီတန်းလေးကိုပဲကြိုက်တယ်ဆိုလဲအဲ့လူကလည်းတန်းကိုယူကစားပါတော့ကျွန်တော်ကတော့ဒါနီးပေးခြင်းပဲဆိုတာအများတန်းနဲ့ကျွန်တော်ပြောတယ်เนาะအဲ့တော့ကျွန်တော်ပေးတဲ့နီးကိုကြိုက်တဲ့နီးလေးတွေကိုပဲကွက်ယူမယ်ဆိုလဲယူပါအဓိကတော့အောင်မြင်ဖို့ပဲအရေးကြီးပါတယ်ကဲဒီကနေ့တော့ကျွန်တော်ရဲ့ဘူလီပိုင်တင်ဆက်မှုလေးကိုကျွန်တော်ဒီလောက်နဲ့ပဲအဆုံးသတ်ပါမယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးလျင်အဖွင့်လာလာရကြအောင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ